မကြခေါဆန်လိုက်ဖြစ်ပါတယ်ဖော်ရီနာတွေအများဆုံးသွားရောက်လေပဲတဲ့နေရာတမရဆိုတော့မမပါဘူးဘန်ကောက်မြို့ရဲ့နေရာနေရာတစ်ခုလည်းဖြစ်ပါတယ်เนาะဒါကတော့ညနေ6:00ခန်းမှာလှုပ်ရှားရုန်းကန်နေတဲ့စီကားလာတဲ့တက်ဝင်လှုပ်ရှားလာတဲ့ ောက်ဆင်နေမှဖြစ်ပါတယ်ဒီလိုလူရရှင်းနေတဲ့အချိန်ညဘက်ဆိုတော့ဒီလိုနေရာတော့အပြည့်ပဲပေါ့နော်အော်နေငယ်တာကဲဒီစမီချတဲ့ဝါဒနာပိုင်းလူရတဲ့ဒီမှာခောက်ဆင်လဲမှာဒီစမီချလို့ရပါတယ်နော်ဒီရလေးတောင်းရင်တချင်းလေးဆိုပေါ့နော်ဆရိကောဘာရိကာဒီလို accessory PC ဆိုင်လေးတွေလည်းခောက်ဆင်လဲမှာတွေ့ပါတယ်တိတိတိလေးပေါ့နော်ချစ်စရာလေးတွေပါနော် လမ်းမှာတော့ဒီလိုစပင်း70မီတက်တဲ့ဆိုင်လေးတွေအများစွာရှိတယ်။ပေါ်ရင်တော်တော်များများစိတ်ဝင်စားစားနဲ့ပြစ်ကြတယ်ပေါ့နော်။သူကတစေးမျိုးမျိုးလေးနဲ့ရှိပါတယ်။ဟောဆယ်လမ်းမှာအသွားပြန်လမ်းလျှောက်ပြီးတော့ဒီ to stay တောင်းလိုက်။ဟဲ့။ခောက်တော့ခပြန်ကိုလျှောက်လိုက်ရတယ်။ဒါခောက်ဆယ်လင်းရဲ့ရိုးရံပြက်ပါတော့။ဆယ်လင်းရဲ့အစပေါ်တော့လမ်းအစနေရာပါ။ ီဘက်ချမ်းကတော့ဖောက်ဆက်လိုက်ရဲ့ဒီဘက်ချမ်းမှာတော့အဓိကတော့ CJ စပါမကက်ပကဖောက်ဆက်လိုက်ရဲ့ဒီဘက်အစားလေးရှိပါတယ်ရမတိပေါ်နေတော့မိမအဒီခုတ်ဆက်လမ်းမှာဒီထိတ်ဆနဲ့ဟိုဘက်ထိတ်ဆထိတ်ဆဒီဆုံးဒီအဆုံးထိပေါ့နော်အသွားတင်အောင်လမ်းလျှောက်ပြီးတော့တိကြတာပါတိပြီးတော့မှသူတို့တိတ်နေတက်တဲ့ဆိုင်တွေမှာတတ်ထိုင်နေတိတ်နေတက်တဲ့ ဆိုင်တွေမှာသူတို့ဝဲကြတယ်ခောက်လို့ခောက်ပြင်းနေဒီနေရာမှာသူတို့တွေဟောတွာလာနေကြတာဖြစ်ပါတယ်ဒီနေ့ပိုင်းလေးဆိုတော့တော်လေးတော့စီကားလာတယ် 没闭病。